ဖေကော်ရီလက်ကရနေ့ကန်းစည်းမခံရခဲ့ဇန်နဝါရီ26ရက်လောက်မှာဒေါ်ဆန်းစုကြည်စီကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ပါဝင်တာတွေ့ပြီးတော့သူတို့လူချင်းတဲ့ချက်တူတို့တောင်းဆိုခဲ့တဲ့အဲ့တောင်းဆိုခဲ့မှုတွေကိုဟုတ်လားဒေါ်ဆန်းစုကြည်ကလက်မခံခဲ့ဘူး။ဘာကြောင့်လက်မခံခဲ့ဘူးလဲဆိုလို့ရှိရင်လည်းအဲ့ဒီလိုလူချင်းကဒေါ်ဆန်းစုကြည်ကနော်တွန်ကာတကယ်လို့စစ်တပ်ကတောင်းဆိုတဲ့တောင်းဆိုချက်တွေကိုလက်ခံခဲ့မယ်ဆိုလို့ရှိရင်သူဖန်စီဆိုင်ကြီးမှာခံရလိမ့်မယ်။ အာဒီဒီနေ့ဒီပေါ့နော်တော့ဆန်းစုကြီးကိုစပြီးတော့ဖမ်းခဲ့ခြင်းကစပြီးတော့သူတို့အနေနဲ့ပုံမှန်ရောကန်းစီပြီးတော့တက်လိုက်တာရှိတယ်။အဲဒီမှာကတော့အာအဂီလိုက်စားမှုတက်ကြရည်ဥပဒေပုံမှန်55နော်နောက်တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုံမှန်25ပုဂ္ဂိုလ်တွင်းဆောင်ဆိုင်ရာဥပဒေပုံမှန်8နောက်ချက်သွေးဥပဒေပုံမှန်69နောက်ပြည်မှုဆိုင်ရာဥပဒေပုံမှန်905ခနိုင်ငံတော်လူ့အချက်ဥပဒေအဲဥပဒေပုံမှန် အတုတ်တက်ကနေစတဲ့ပုံမှန်တွေနဲ့ဒါမတရားဟုဆင်ပြီးတော့ခန်းစီခဲ့တဲ့သူရဲ့ချက်တင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရေပြောခဲ့သလိုပြည်တွင်းမှာရှိတဲ့ဥပပညာရှင်များလည်းပဲအမြင်နဲ့ကျွန်တော်တို့ဒါတွေကိုတောက်ပြပြီးတော့ပြောနေတာဖြစ်ပါတယ်ဆိုတော့အဲဒီလိုပြောနေတဲ့အချိန်မှာအစောကကျွန်တော်ပြောခဲ့သလိုဒီ2008ခုနှစ်ကြီးမှုခြေကဥပဒေမှာပါခဲ့တဲ့ပါတဲ့အချက်တွေအားကျွန်တော်တို့ဒီဥပဒေမှာကြည့်မယ်ဒီထဲမှာကြည့်မယ်ဆိုလို့ရှိရင် ကရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်တို့ဟိုတွေ့ရတဲ့အချက်တွေဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာဒီမှာပေါ့နော်ဒီဒီနေ့ကျွန်တော်တို့ဒီမှာသူရဲ့ဒီလုံခုံလုံကြီးကဥပဒေဆိုင်ရာလုံထုံလုံကြီးနဲ့ပတ်သက်တာကိုလည်းကျွန်တော်တို့ဒီမှာဖော်ပြခဲ့တာရှိပါတယ်။အဲ့ဒါကတော့ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံခြေခံဥပဒေအရအရေးယူဖို့လိုအပ်မယ်ဆိုရင်တောင်မှဒီဒီနိုင်ငံတော်ရဲ့ တကယ်ထိတ်ဆုံးမှရှိနေတဲ့ကြီးကဲတွေဖြစ်တဲ့သူကြီးပေါ့နော်သမရလူမျိုးအခုလိုမျိုးဒီတောင်ဆန်းဆွေကြီးရဲ့ရောဆိုလို့ရှိရင်နိုင်ငံတော်အော်ဒီနိုင်ငံရေးဝန်ကြီးတောင်ထမ်းဆောင်နေတဲ့ထမ်းဆောင်နေထမ်းဆောင်နေတဲ့ချိန်ထဲမှာလည်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံဖြစ်နေသူကဒီတောင်ကိုယူနေရတာဖြစ်တယ်ဆိုတော့အဲ့ဒီလိုဒီနိုင်ငံတော်ရဲ့ကြီးကဲတွေကိုဒါနိုင်ငံတကာမရှိတဲ့ဥရီဒီယိုစကန်ကြည့်မဲ့ solution တွေပဲအဲ့ဒီလိုလွယ်လွယ်ကူကူနဲ့အဲ့ဒီလိုကောက်ပြီးတော့ဖန်ဆောင်လို့လုပ်လို့ရပေးရပါဦး ကိုကြီးပုံအခြေခံဦးလေးကလည်းပဲအဲ့ဒီလူမျိုးကျွန်တော်တို့ခွင့်ပြုပေးမထားဘူးဆိုတဲ့ချက်ဟာကျွန်တော်တို့ရှင်းနေနေကျွန်တော်တို့ဒီမှာကျွန်တော်တို့ပေါ်ပြထားတာဖြစ်ပါတယ်အဲ့တော့တကယ်လို့ကိုဖန်ဆီးမယ်ဆိုရင်တောင်မှအဲ့ဒီလူဖန်ဖို့အတွက်ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဦးလေးမှာတမတ်ပြခံခါလေဟုတ်လားပုံမှန်အရကျွန်တော်တို့ဘလူပုံမှန်တွေနဲ့ကျွန်တော်တို့ဒီဒီဆွဲချက်တင်ထားတဲ့အချက်တွေကိုချင်းရှောင်းအောင်လုပ်ရမလဲဆိုတာမျိုးနဲ့ပတ်သက်လို့ရှိရင်လေဖွဲ့စည်းပုံဖွဲ့စည်းပုံအခြေခံဦးလေးရဲ့ ဟုတ်လားပုံမှန်233ရကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြခင်တာပြီးတော့သူ့ကိုကြီးဒူးဒူးဆွဲချက်တင်ပြီးတော့ဟုတ်လားဆွဲချက်တင်မယ်ဆိုလို့ရှိရင် ပုံမှန်83ခါရပြထန်းထားတဲ့အတိုင်းဒီတော့သူ့လွတ်တော်မှာပါဝင်တဲ့လွတ်တော်နေ့ရက်ကနေပြီးတော့ကျွန်တော်တို့လွတ်တော်နေ့ရက်ထဲကနေပြီးတော့ပေါ့နော်လွတ်တော်တရားကနေပြီးတော့ဒါဒီဒီတော်တော်ကိုယ်စားလေးစုစုပေါင်းရေအတွက်အနည်းဆုံး၄ဘုတ်တကောင်အနေနဲ့လက်မှတ်ထိုးပြီးတော့ဒါ သူတို့ရဲ့ဆုတဲချက်ကိုတက်ဆိုင်လွတ်တော်ပြင်ပြီးတော့မှအဲ့ဒီကနေပြီးတော့87ကန်းငယ်ရဒီဖရေဂျက်တက်ဆိုင်ရလွတ်တော်ရဲ့စုစုပေါင်းရှိနေတဲ့ဥယျကဲကနေပြီးတော့ဘုံပုံကထောက်ခံမှတ်တာရဲ့ဒီကောင်းဆောင်အရှင်ဥပဒေပတ်သက်ပြီးတော့ဒီဖွဲ့စည်းကိုစုရဥယျရဲ့ခုပြုချက်အရအေးအေးယူလို့ရမှာဖြစ်တယ်ဆိုတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့ဥယျတို့ကပြဌာန်းနိုင်ပြီးသားဖြစ်ဒါပေမဲ့ဒီနေ့ဘယ်ရောက်တော့ဆောင်ရဲ့ဆေဥစုဟာ ဲ့ဒီလိုမျိုးပဲနဲ့ဒီဥရီတွေကိုလုံးဝကြောခိုင်းမျက်ကွယ်ပြုပြီးတော့သူတို့သဘောနဲ့သူတို့စစ်ချက်တနပြပြီးတော့ဖန်သွားတာဖြစ်တဲ့တန်စီခဲ့တာဖြစ်တဲ့ဒါကြောင့်ကျွန်တော်တို့ကဒါရီနဲ့ပတ်သက်ပြီးတော့စစ်တပ်ကလက်နက်ရှိတိုင်းကျွန်တော်တို့အခုလိုမျိုးလက်နက်အားခုနဲ့နိုင်ငံကြီးခဲ့ပြီးအဲ့ဒီလိုမျိုးဖန်ရဲလဲကူကူဖန်လို့ရတယ်ဆိုတော့အစင်လာဥရီကိုလုံးဝချိုးပေါက်ခဲ့တာဖြစ်တယ်လို့ဥရီကိုလုံးဝလက်လီရှိ ရက်ွယ်ပြူပြီးတော့လုတ်ချင်တယ်လို့လုတ်ခဲ့တာဖြစ်တဲ့တည်းချက်ကူနေပဲပုံပြီးတော့ကျွန်တော်ကရှင်းလင်းစီခြင်းနဲ့ဒါကြောင့်ဒီချက်ဒီမှာကျွန်တော်တို့တရားဥပဒေစိုးမိုးရေးအခြေခံရပဲကြီးကြီးတကယ်လွတ်လပ်ပြီးတရားမျှတတဲ့တရားစီရင်ဆိုင်ရာဟုတ်လားချူတော့ပဲကြီးကြီးနောက်တစ်ခုကနိုင်ငံတစ်ခုရဲ့အမြင့်ဆုံးဖြစ်တဲ့ပတ်စုပုံအခြေခံဥပဒေကိုနော်အားလုံးကဒီစားလိုက်နာမဲ့တောင်းရှိမှုတွေတည်တည်ချာချာချိုးပေါက်ပြီးတော့လုတ်ချက်တွေလုတ်တယ်ဆိုတော့ လုံထားတယ်ဆိုတဲ့လုတ်ခဲ့တယ်ဆိုတဲ့လုံနေတာဖြစ်တယ်ဆိုတဲ့အချက်ကြီးကိုကျွန်တော်ကရှင်းလင်းစီရှင်းလို့လေဒီဒီဒီပိုင်းလေးကိုကျွန်တော်တို့ပေါ့နော်ဒီအချက်တွေကိုကျွန်တော်တို့ဒီမှာရှင်းလင်းနေကျွန်တော်တို့ရဲ့ template ချက်ဒီမှာပေါ်ပြခဲ့တာဖြစ်ပါတယ်ငါတော့ဒီနေ့အစီနိုင်ငံတော်သမရာဒီဝင်းမြင့်နေနိုင်ငံတော်အတိုင်းအမြင်ကပုဂ္ဂိုလ်ဟုတ်လား ဒီငွေရိုင်းဝင်ကြီးတောင်းယူထားတဲ့တောင်ဆန်းစစ်ကြီးနောက်တစ်ခုကသက်ဆိုင်ရာကျွန်တော်တို့ဒီတိုင်းနယ်ပြည်နယ်လိုက်မှာရှိတဲ့ဂွန်ကြီးပေါ့နော်ဂွန်ကြီးချုပ်ကြီးပေါ့ဒါတွေကိုလည်းသူတို့ဖမ်းဆီးပြီးတော့ဟလာချင်းချတာလေအဲ့ဒီကိစ္စကြီးကသူတို့တွေဟာလူလူကယူထားတာမဲဆန္ဒရှင်တွေကနေပြီးတော့မှဆန္ဒမဲလီနဲ့ပြီးပြီးတော့တရားဟုတ်ရင်ယူခဲခံထားရတဲ့ဒီနိုင်ငံတော်ဆောင်တွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ ဤဥပဒေအရရောဖွဲ့စည်းမှုရဲ့ခွင့်ပြုထားခြင်းအရရောနော်တို့ကဒီနေ့ဒီတရားဝင်တယ်လို့တော့ကျွန်တော်တို့ဒီလိုပဲအကင်မှယုံကြည်ပါတယ်နော်ကဥရိယာတို့ကအကင်မှတဲ့လူတွေဖြစ်တယ်တို့ဘယ်လိုမှဖြုတ်ချခဲ့တာမဟုတ်ဘူးတို့မျက်စံနဲ့ရှင်နေရတယ်ပဲဖြုတ်ချထားတာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီနေ့ရှိတို့ကတရားဝင်တွေဆက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အခုဆိုလို့ရှိရင်လည်း NUG မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတမရတောင်ယူခါတဲ့ ဒီနေ့ MUG ရဲ့တမရရဲ့ MUG တို့တောင်မှသူရယာယီတမရရဲ့ဦးမျိုးကြီးဒီနေ့ကျွန်တော်တို့ဒီလိုပဲတတ်မှတ်ပြီးတော့သူတို့တုံ့နှုံပြီးတော့လက်ပြကြကြကျွန်တော်တို့ဒီဒီဦးရေရပေါ်မှာ လိုက်လာပြီးတော့ကောင်းတယ်ပေါ်နေတာလို့ကျွန်တော်တို့မြင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ခိုင်မှပြောနိုင်တာတော့ဦးရေနဲ့ညီသူတို့ကဦးရေကတတ်မှတ်ပြရထားတဲ့တာဝန်လေးကိုထမ်းဆောင်နေစေမှာအခုလိုမျိုးသူတို့ဖန်စီထိန်မတရားဦးရေမဲ့ဖန်စီထိန်ထိန်လိုက်တာကိုခံရတဲ့အတွက် သူတို့ကလက်ရှိတီချိန်တိဒေဟာဝေကမရာရီဝင်ကြီးရုပ်ကြီးဝင်ကြီးဟလာဘယ်ဖြစ်တယ်ဆိုတာတော့ကျွန်တော်ကတော့ခိုင်မှာပြောချင်ပါတယ် အာဒါနဲ့ပတ်သက်လို့တော့ဟိုဒီနေ့တကယ်ပတ္တိရှိနေတဲ့ငွေဥဒေါ်လာရဲ့ခြေနေကိုကြည့်မယ်ဆိုလို့ရှိရင်တနင်္ဂနွေတိုက်တာဆောင်းတယ်လို့ပြောလို့ရတဲ့စင်တီဝီလုရှာမှုတွေပဲကြိုက်ပွဲတွေကနေရာအနှံ့မှာဖြစ်နေကြတာဖြစ်နေတဲ့မိသားတွေနောက်တစ်ခုကတကဘာလုံးမှာရှိနေတဲ့ဒိုင်ယာစပိုရာကြီးပေါ့နော်မြန်မာနိုင်ငံသားဝင်ငံကြားရောက်မြန်မာနိုင်ငံသားတွေအားလုံးနဲ့အတူနိုင်ငံသားတွေပါတခြားနိုင်ငံကအာ နိုင်ငံသားတွေပါပါဝင်ပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့ဒီနေ့ကြောက်တဲ့အဲကမြင့်ရှစ်ဆယ်မြောက်ဝေးလေးမှာဟောလာသူတို့ရဲ့ဆန္ဒတော်ရာတွေကိုသူတို့ဟောလာစုတောင်းနေကိုကျွန်တော်ထုတ်ပေါ်တာတွေကြည့်မယ်ဆိုရှင်တော့ဒေါ်ဆန်းစုကြည်ရဲ့ဂုံတိတ်ခါနဲ့ဒေါ်ဆန်းစုကြည်ရဲ့ဒီ imprudency ပေါ့နော်ဒီဒီနေ့ရှိနေတဲ့မျိုးတော်တွေပေါ်မှာတက်ရောက်မှုကအကြီးကြီးပဲရှိနေစေဖြစ်တယ်လို့ကျွန်တော်တို့အခိုင်အမာပြောမှာဖြစ်တယ်။ဘာပြောမလဲဆိုတော့ဒေါ်ဆန်းစုကြည်ဟာ ီနေ့ကျွန်တော်တို့1988ခုနှစ်ကစပြီးတော့ကျွန်တော်တို့တော်လန်ရေးတွေကိုကျွန်တော်နိုင်ငံရဲ့မိန်ငယ်ရေးတွေကိုရှင်းစုံပြပြီးဝင်လာပြီးတဲ့နောက်မှာသူ့ရဲ့ပေးဆမှုတွေသူ့ရဲ့စွန့်လွတ်မှုတွေသူ့ရဲ့အင်နာခံမှုတွေဒါတွေကိုသူဘယ်တော့မှမထုတ်ပေါ်မပြောခဲ့ပဲနဲ့သူ့ရဲ့ရွေးချယ်မှုတွေအဖြစ်နဲ့လူလူပေါ်ကားပြတဲ့တိုက်ပြီးဖြစ်တဲ့စိတ်နော်နောက်တစ်ခုကကျွန်တော်နိုင်ငံမှာရှိနေတဲ့နိုင်ငံသားတွေပေါ်မှာသူတံမိုးထားတဲ့ စိတ်ကလေးကိုသူအရင်ပြုပြီးတော့သူ့ဘဝတစ်ခုလုံးဟာကြည်မွားကောင်းလို့ဒီနေ့ဖြစ်ခဲ့ရမယ်။ဒီနောက်ဘဆုတ်ပဲရဲရဲဝံ့ဝံ့နဲ့ဒီနေ့ဆက်လက်ချီတက်နေတယ်ဆိုတော့ကျွန်တော်နိုင်ငံကအားလုံးသိတယ်လို့တကယ်ပါလုံးဝလည်းသိပါတယ်။ဒါကြောင့်မလို့အဲ့ဒီလိုဒေါ်စုရဲ့ဒီပေးဆမ်းမှုတွေနဲ့သူ့ရဲ့ကြိုးစားပြီးရုပ်ကံလှုပ်ရှားခဲ့တဲ့နိမစခံဆွလွန်မှုတွေဟာဒီလေသူ့ရဲ့ကိုယ်သိခါတွေဖြစ်နေနော်။ဒီထင်းချံရက်တမိုင်းတစ်လျှောက်လုံးမှာ ထင်ကျန်ရစ်ခဲ့တာဖြစ်တယ်လို့ထင်ကျန်ရစ်နေတာဖြစ်တယ်လို့နောက်တစ်ခုကနော်သူ့အပေါ်မှာလူရဲ့တန်ဖိုးထားနေမဲ့သူ့ပေါ်မှာချစ်တဲ့စိတ်ကြရလည်းပဲလုံးဝရော့ကြမသွားဘူးအဲ့ဒီလိုပဲကချိန်ထဲမှာဒီနေ့ရှိနေတဲ့လူဒေါ်လာရလည်းပဲသူ့ရဲ့လွန်မှုကအကြီးရှိနေတာဖြစ်တယ်ဆိုတာတော့ကျွန်တော်ခိုင်မာပြောလို့ရမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်ထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်ထဲမှာကျွန်တော်ခဲ့သွင်းဖော်ပြခဲ့တာဟောဟောကျွန်တော်တို့ဒီအာ2021နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီစကြံဖက်စေအုပ်စုဟာဥပဒေမဲ့ဖန်စီချုပ်နှောင်မှုကြီးနောက်တစ်ခုဟာအသက်ပါဆုံးချုံသွားတဲ့အထိကျွန်တော်တို့ကိန်းငွေရတဲ့ကြွတ်လောက်ရှားတဲ့ဟုတ်လားလူငယ်တွေမြို့သမီးတွေ ကလေးငယ်ကြီးအပါဝေတကြီးဝဲဦးတွေပါမချမ်းမင်းနဲ့နော်ဒီကညီမျိုးစုံနဲ့ကြောင်းမျိုးစုံပြပြီးတော့သူတို့ဆက်ကျင်တယ်လို့ယူဆတဲ့သူတွေအလုံးကိုဟန်စီပြီးတော့အချင်းတော်မိတက်မှာထဲ့လေနော်ညီမျိုးစုံနဲ့မြန်မာနှိပ်စက်မှုတွေလုပ်တယ်အဲ့ဒီလိုလုပ်တာတက်ဆုံရှုံနဲ့စင်တီဖြစ်စီခဲ့တယ်ဆိုပဲတပိုင်းချက်လက်တရားလည်းပဲအများကြီးကျွန်တော်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံမှာခုနကပြောတဲ့ဒါဥပဒေရကြည့်မယ်ဆိုရင် the right to life ဆိုရဲအသက်ရှင်ရည်ပွင့်ဆိုတာဟာလုံးဝကိုဆုံးရှုံးခဲ့တာဟာဒီနေ့27နောက်ပိုင်းအနာတိန်ကြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဒီရှင်းလင်းထင်ရှားတဲ့အချက်လက်တွေဟာအများကြီးကျွန်တော်တို့ဒီနေ့ဖြစ်နေတာဖြစ်တယ်။ဒါကြောင့်ဒီနေ့အထိဖန်ဆီးထားတဲ့သူတွေကိုတော့ကျွန်တော်တို့အမြန်ဆုံးပြန်လွတ်ပြီးဦးကျွန်တော်တို့ကဒီနိုင်ငံတော်တပ္ပရာကြီးနဲ့တူကျွန်တော်နိုင်ငံတော်တိုင်းနိုင်ငံတော်ဆန်ဆူကြီး အပါဝဲဟိုလာတိုင်းပြည်သားတီဗီကကျွန်တော်တို့ ဒီနိုင်ငံကြီးပေါင်းဆောင်နေတော့တော့တက်ကြွလှုပ်ရှားတဲ့ကျွန်တော်တို့လူမျိုးကြောင်းသားအပေါင်းအပါအဝင်ပေါ့နော်အားလုံးကိုကျွန်တော်တို့အမြန်ဆုံးလုပ်ပီးစီစဉ်နေအဲ့ဒီကာလတစ်လျှောက်လုံးမှာခုနလိုဥပဒေမဲ့တပ်ဖြတ်ခဲ့တဲ့အဟိစထရဂျူရီရှင်ရှယ်ဘာနာသူတို့ဒီကျူးလွန်ခဲ့တဲ့ပြည်မှုတွေနဲ့ပတ်သက်လို့ရှင်ပဲသူတို့မှာအားလုံးတောင်းရှိတာဖြစ်တဲ့အတွက်နောက်ထပ်ဒီလိုအလားတူပြည်မှုမျိုးထပ်မဖြစ်ဖို့အတွက် ဒီပန်းစည်းထားတဲ့သူတွေကိုအများဆုံးလွတ်ပြေးဖို့ကျွန်တော်ဒီအချက်ကိုလည်းပဲဒီစိတ်မင်းနဲ့မှာတက်သွင်းပေါ်ပြခဲ့တာဖြစ်ပါလား။ဆောဒီမှာလည်းပြည်တွင်းနေတာဒီမိခီတော်ဆန်းစုကြည်ရာအာ၂၁မှာကျွန်တော်တို့သတိထားမိပြောက်ဆလို့ရှိရင်ဖေကွာရီလ၁ရက်နေ့ပန်းစည်းမကန်ရခဲ့ ဇန်နဝါရီ28ရက်လောက်မှာဒေါန်ဆန်းစုကြည်စီကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ပါဝင်တာတွေ့ပြီးတော့သူတို့လူချင်းတဲ့ချက်တွေကိုတောင်းဆိုခဲ့တဲ့အဲ့တောင်းဆိုခဲ့မှုတွေကိုဟုတ်လားဒေါန်ဆန်းစုကြည်ကလက်မခံခဲ့ဘူး။ဘာကြောင့်လက်မခံခဲ့ဘူးလဲဆိုလို့ရှိရင်လည်းအဲ့ဒီလိုတို့ချင်းကဒေါန်ဆန်းစုကြည်ကနော်တူတာတကယ်လို့စစ်တပ်ကတောင်းဆိုတဲ့တောင်းဆိုချက်တွေကိုလက်ခံခဲ့မယ်ဆိုလို့ရှိရင်သူဖန်စီဆိုင်ကြီးမှာခံရလိမ့်မယ်။တို့တော်မြန်မာပြည်ကိုရေးရှိ ခုနကဒီစစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုသူပြီးခဲ့လွန်ခဲ့တဲ့၅နှစ်အတွင်းမှာသူလက်တွေ့ပုံပေါ်ပြခဲ့တယ်လို့ရှေ့ဆက်ပြီးတော့သူကဒါကိုဆက်ပြီးတွားခြင်းပဲအဲ့လိုအရှင်ကူနဲ့အဲ့လိုချင်းမျိုးနဲ့ဆန့်ကျင်မှာဖြစ်တယ်လို့လူစားတဲ့ပဲဒါကိုသူရင်းခဲ့တယ်ဆိုတဲ့အချက်ကိုကျွန်တော်ပုံမှန်သွားတိထားမိခဲ့ခဲ့ဆိုတော့အဲ့ဒီအံပီမကြာခင်လောက်မှာကျွန်တော်ခတ်လာခဲ့တဲ့ကျွန်တော်တို့ပြင်လာတော့ပြောကြတာတော့အောင်ဆန်းစွကြည်ရဲ့တည်တန်းစာတို့ပြောတဲ့ဟုတ်လားစာတို့လေးတစ်ခုမှာကျွန်တော်တို့ အာ NLD ပါတီရဲ့ဝိုင်းရင်ကောင်းဆောင်ဤတွေ့ဖြစ်တဲ့အငယ်ဦးဝင်းထင်ကနေပြီးတော့ထုတ်ပြောပြလိုက်တဲ့စာရွက်လေးနဲ့အပိုင်းစာလေးနဲ့တော့တခုကအဲ့ဒီအကြောင်းချက်တွေဟာဒီတပိုင်းမှာရှင်းရှင်းလင်းလင်းတွေ့ရတဲ့အခါကျတော့တောင်ဆန်းစုကြည်ဟာနော်ဦးဒီလူလူသားရင်အတိကနော်လူလူသားလည်းဒီတန်းဒီရဲ့အချုပ်ရှားအာဏာမူလပိုင်ရှင်နေအစ်စ်မဖြစ်တဲ့လူလူရဲ့သဘောထားကိုစန့်ကျင်လို့မရှိဘူးစန့်ကျင်လို့မရဘူးဆိုတော့ ဒီမိုကရက်တစ်ပရင်စစ်ပယ်ကိုကခံနေမှာမဟာရအောင်ကင်ဆယ်ရက်တီဆိုဆိုရဲချက်ကိုလည်းပဲကျွန်တော်တို့ကအလေးနဲ့ဒီနေ့80ဒီမူနီမှာကျွန်တော်တို့တော့ဟိုကျွန်တော်တို့ကလုတ်ချင်တယ်ပေါ့နော်ကျွန်တော်မှတ်တမ်းတည်ရင်မှာအဲဆိုရဲချက်ကိုလည်းကျွန်တော်ထည့်ပြီးတော့ပြပြပြောကြပါလား